မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကျုံမှုလင်ဝါခဲမရေးသားသောအိမ်မက်နမိတ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတွားကြပါဦးရှင်ကြပြဆရာနှောင်းတစ်တို့ပြောနေသောအကြောင်းအရာကကျွန်တော်ငယ်ငယ်ကကြုံနေရသည့်အဖြစ်နဲ့ဆင်တူနေခဲ့သည် သူတို့ပြောနေကြသည်ကထူးခြားသောအိမ်မက်နမိတ်အကြောင်းပဲဖြစ်တော်၏ဒီမနက်သူတို့ဌာနမှာအကြီးကတရားကိုရုတ်တရက်ဆုံးသွားခဲ့၏မစုံမီကကလတ်ထိုင်းမှာထိုင်ကတရားကိုဖွင့်နာထောင်နေခဲ့သည်ဇနီးဖြစ်သူကခင်မိုးတဲ့ခိုင်း၍ဈေးသွားကအုတ်ထုတ်တလုံးသွားဝယ်နေသည်တမီးဖြစ်သူကခေါင်းရင်းအိမ်မှာမီးဘူးတိုက်နေခဲ့သည်အဖြစ်ကမြန်သည်အုတ်ထုတ်သွားဝယ်သူဇနီးပြန်ရောက်တော့ထိုရာရှိအကြီးကဲမှာထိုင်လေးရဲ့တည်ဆုံးနေလေတော့သည်တည်ဆုံးသူနဲ့အုတ်ထုတ်မီးတို့ပတ်သက်နေသည်နီး ထိုအကြီးကဲမသိမီတနေ့ကဖခင်ဖြစ်သူက သူ့သားအကြီးကဲထံရောက်လာသည်ညကအိမ်မက်မကောင်းမှုသားရာမင်းလေအုတ်ထုပ်အစ်စ်ကိုစောင်းပြီးအဖေ့စီလာတယ်လို့အိမ်မက်မှတ်တယ်အဖေကတားစီကအုတ်ထုပ်ကိုတောင်းတယ်အဖေကဘေးရင်ပညာလဲနင်းနေတက်တယ်လीတားစီကအုတ်ထုပ်တောင်းတဲ့သဘောကခေါင်းလဲတဲ့သဘောပေါ့ကွာအဖေက80ကျော်ပါပြီတေမယ်ဆိုရင်တေပြောတဲ့အရွယ်ပဲကွာ ။ตาကအသက်50ကျော်ဆိုတော့တေးလို့မတင့်သေးဘူးလေကွာ။အိမ်မက်မကောင်းဘူးကွာ။ဘာပဲပြောပြောตาจ้ามအောင်ရရရချိမယ်။မနဲ့ကြရင်အဖေကိုအုတ်ထုတ်တလုံးဝယ်ပေးကွာ။ဟုတ်လား။ตาမေ့မနေနဲ့ဆက်ဆက်ဝယ်ပေးနော်။ตาဖြစ်သူကမမေ့ပါ။ထိုသေးပြီနေမှာပဲဖခင်ကိုပေးရန်ဇနီးကိုအုတ်ထုတ်တလုံးဝယ်ခိုင်းခဲ့ကြီး။ကြပြဆရာနှောင်းတဲ့တို့လူစုအကြီးကဲအိမ်ရောက်သွားတွင်ထိုအကြီးကဲဤဖခင်ဖြစ်သူကကြေကွဲစွာထိုဖြစ်ရကိုပြောလာ၍ကျွန်တော်ကစင်ပွားကြားလိုက်ရခြင်းပင်ဖြစ်ပါတော့သည်။ အိမ်မနမိတ်သည်တကယ်ပင်ထင်တတ်ပါသလား။ရာဇဝင်တွင်ဆလေငခွေတမင်ရွှေကြီးကောသလမင်းကြီးစသည့်များပြားလှစွာသောအိမ်မပိုင်ရှင်များရှိခဲ့ကြသည်မဟုတ်ပါလား။အိမ်မက်နှင့်ပတ်သက်၍ကျွန်ုပ်အဖွာပြောသွားခဲ့သည့်အကြောင်းကိုဆက်လက်ရေးသားတင်ပြလိုပါသည်အဖွာအိမ်မက်ကအကြီးကဲ့၏ဖခင်မတ်သောအိမ်မက်နှင့်ဆင်တူခဲ့သည်ကျွန်ုပ်အဖေမှာကြောက်ထိုးစရာတယောက်ဖြစ်ပါသည်သူတာဝန်ကျသည်ကဝါခဲမမျိုးအပိုင်းရွှေလောင်းတိုက်နယ်တွင်ဖြစ်ပါသည် တနေ့တွင်ဖြစ်ပါသည် အဖွားဖြစ်သူအမေများကျွန်တော်တို့ဘက်ကအိမ်သို့ရောက်လာခဲ့ပါသည်အဖွားမှာတားလေးယောက်ရှိ၍သမီးတစ်ယောက်ရှိပါသည် အဖွားတို့ခေတ်ကဘခရပါသောရုပ်ရှင်မင်းသားများခက်စားခဲ့သည်ဘချေဘမြန်ဘတင်စသည့်မင်းသားများဖြစ်ပါသည်ထိုမင်းသားများကိုအဖွားသဘောကျ၍သူ့သားများကိုဘထဲကမှဲ့ထားဟန်တူပါသည် အဖွားသားများကိုကြီးစင်ခဲ့လိုက်နာမည်မှဲ့ထားသည်မှာဤသို့ဖြစ်ပါသည် မောင်ဘတောင်မောင်ဘတန်မောင်ဘညော့မောင်ဘချောဟူ၏ဖြစ်ပါသည် ကျွန်တော်အဖေမှာနံပါတ်3မြောက်ဥပညွန်ဖြစ်ပါသည်တဦးတည်းသောအဖွားဤသမီးမှာဒုံဝီသိန်းဖြစ်ပါသည် အကိုကိုချကြီးမိခင်တာတူးလေးယခုတေးသန့်ရှင်ရုပ်ရှင်တေးဥဆောင်ရန်ပိုင်စိုး၏အဖွားဖြစ်ပါသည် အဖွားအမေမြိုင်ကသူ့သားတွေစီတလဲစီနေတတ်ပါသည်အဖွားသားကြီးဥပသောကရန်ကုန်မှာနေသည်ဥပသန်းကဝါခဲမအပိုင်းထောကနုဘကမ်းမှာနေသည်ဥပချောကဝါခဲမမျိုးမြို့မလန်းမှာနေသည်ကျွန်တော်အဖေဥပညွန်ကဝါခဲမမျိုးတဖက်ကန်းရွာသစ်မှာနေ၍အဖွားဤတူသေးသောသမီးဒုံငွေသိန်းကတော့ဈေးရွက်ကွက်တွင်နေခဲ့ပါသည် အဖွားရောက်လာသည့်နေ့ကအဖေမရှိပါတော်ဝန်ကြရာရွှေလောင်းကို ရောက်နေခဲ့ပါသည်။ဖွားကရောက်ရောက်ချင်းပင်အမေကိုပြောခဲ့သည်။ ညကအိမ်မက်မကောင်းဘူးတမိရဲ့တဘာညွန့်ရဲ့လေခမောက်ကြီးဆောင်ပြီးငါးစီရောက်လာတယ်ငါကတောင်းတော့မပေးဘူးအမေနဲ့မဖြစ်ပါဘူးတဲ့တမိဘာညွန့်ပြန်လာရင်ဆက်ဆက်ပြောအမေကိုခမောက်တလုံးဝယ်ပြီးလာပေးပါလို့မမေ့နဲ့တော့တမိပြောပြအောင်ဆက်ပြော ထိုစဉ်ကကျွန်တော်အနားမှာရှိနေပါသည်ကလေးရွယ်ဖြစ်၍ပြောခဲ့သောအဖွားစကားကိုနားလည်ခြင်းမရှိခဲ့ပါထိုစဉ်ကအဖွားသည်မိခင်စိတ်နဲ့ခေါင်းလဲရန်ကြိုးစားခဲ့ကြောင်းယခုမှကျွန်တော်သိခဲ့ရပါတော့သည်အဖွားပြန်သွားပြီးနောက်တနေ့တွင်အဖေမကောင်းတဲ့ကကျွန်တော်တို့ထံရောက်လာခဲ့ပါသည်အဖေရွှေလောင်းမြစ်ထဲ၌လှေမောက်သည့်တဲ့င်းပင်ဖြစ်ပါသည်တငါလေးတွေ့ပြီးကဲ့တင်ခဲ့၍မသေးခဲ့ခြင်းဖြစ်ပါသည်ရွာတရာမှာကြောက်စေးထိုးပြီးအပြန်လှိုက်လေမိက အဖေစီးလာသောလှေမောက်ခြင်းဖြစ်ပါသည် ထိုးစင်းကယခုကဲ့သို့ပဲ့တောင်များမရှိသေးပါတွေ့ရနဲ့တွေ့ရကိုလှင့်နှင့်သာအဖေဆေးကူသွားခဲ့ရပါသည်အိနီးယားတွင်လက်ပြလွင့်ခြင်းအကြောင်းကိုတစ်ဆက်တည်းတင်ပြလိုပါသည်အဖေရွှေလောင်းမြစ်တွင်လှေမောက်စင်ကလက်တစ်ဖက်ကဆေးအိမ်လက်တစ်ဖက်ကအဝတ်စားထည့်သည့်အိမ်ဆွဲက ရေကူးနေခဲ့ပါသည်တဲ့အဖေကိုကဲတင်ခဲ့သောတငါလေးမှလူများပြန်ပြော၍သိကြရပါသည်အဖေလက်ပြလွင့်ခြင်းဟုတက်သည့်နားလေသူများကဆိုခဲ့ကြသည်အဖေယနေ့သည့်ညကကျွန်တော်တို့မိသားစုဝိုင်းဖွဲ့ကစကားပြောနေခဲ့ကြသည် ထိုစဉ်လေမတိုက်ဘဲဝုန်းကနေအိန္ဒယံကိုတိုက်လိုက်သည့်အတန်းထွက်ပေါ်လာခဲ့သည်လူကြီးများကအိမ်ဘေးပဝန်းကျင်ကိုလက်နက်တမီးနဲ့ထိုးကြီးကရှာခဲ့ကြသည်အုံမေမရှိ၍အုံသည်အုံလက်ကျွေ၍ထိစရာလည်းအကြောင်းမရှိခဲ့ပါအဖေနေကောင်းစားပြုတော့ထူဆန်းသောစကားကိုပြောလာခဲ့သည်ငါလှေမောက်ပြီးရေနစ်တဲ့ညကနင်တို့စီရောက်လာတယ်နင်တို့ဝိုင်းဝှက်စကားပြောနေခဲ့ကြတယ်ငါအိမ်ရှိကခေါ်တာတော့တယောက်မှမကြားကြဘူး ငါလဲဒေါသဖြစ်တာနဲ့အိမ်ကိုခဲနဲ့ပေါက်ပြီးပြန်ထွက်လာခဲ့တယ်။အဖွားအိမ်မက်နမိတ်လိပ်ပြလွင်ချင်းဒီကိစ္စများသည်တကယ်ဖြစ်ချင်းပေလားတိုက်ဆိုင်ချင်းပေလား။ကြပြဆရာနှောင့်တစ်တို့လူစုပြောနေသောစကားကိုနားထောင်ကကျွန်တော်အတွေးပွားနေမိခဲ့သည်။အဖေသည်လှေမောက်ရင်းနစ်ပြီးသည့်နောက်ကျမရေးမကောင်းတော့ပါကျွန်တော်သိသမျှထိုးစင်ကအမေဒီပင်မိခဲ့သည်လားအဖွားဒီပင်သူ့အိမ်မက်ကိုသူ့မိခဲ့သည်လားမသိတော့ပါ အဖေခမောက်တလုံးအဖွားကိုဝယ်မပေးခဲ့သည်မှာတေချပါသည်အဖေအဖွားပြန်သွားပြီးနောက်သူ့တပည့်များနဲ့အင်ကိုပြန်ရောက်လာခဲ့ပါသည်အဖေရောက်လာပြီးနောက်တနေ့မှာပဲအဖွားကအဖေတို့ဆိတ်မချလို့လို့ဆိုကာကျွန်တော်တို့အိမ်ပြန်ရောက်လာခဲ့ပါသည်တပတ်အတွင်းဟုထင်ပါသည်ကျွန်တော်ငယ်သေး၍ကောင်းကောင်းမမတ်မိတော့ပါအဖေတယောက်အဖွားလက်ထဲမှာပဲစုံပါသွားခဲ့ရပါတော့သည်။နှောင်းတစ်တို့ပြောပြသည့်အဖြစ်နဲ့ကျွန်တော်ငယ်ငယ်ကကြုံခဲ့သောအဖြစ်ကအသွင်တူ၍အစဉ်ကွဲခဲ့ပါသည်။ သို့သောအသွေအစင်မကွဲပြားပဲတူညီနေသောအဖြစ်ကိုကစာရေးစရာပြပြီးရှာဖွေ တွေ့လိုက်ရပါသည်ထိုသည်ကအကြီးအကဲဖြစ်သူ၏ဖခင် ကျွန်တော်အဖေ၏မိခင်ကျွန်တော်အဖွားတို့သည် မိခင်ဖခင်ပိသနေခြင်းပင် ဖြစ်ပါတော်သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်